British Army မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြည့်စွန်နိုင်ပါရှင် အသက်46နှစ်မှဆိုးသူနဲ့ကိုယ်ဝန်လွှတ်ထားရတဲ့ဆိုရဲဆိုးမြနန္နာမင်္ဂလာပါ British ရေဆိုးမြနန္နာကတော့ဆိုးညင်မာရီထဲမှာဆိုရင်အတိငယ်ဆုံးဖြစ်ခဲ့တယ်လို့သူ့ရဲ့အကြောင်းကိုလည်းသိချပြလိမ့်မရှိခဲ့ပါဘူးဆိုးမြနန္နာကဖြိုးချင်းရဲ့ပထမဆုံး interview ကမြတ်တော်မောင်ကိုရရှိခဲ့တာဖြစ်ပါရဲ့ မြတ်တော်မောင်လေးတယောက်တည်းကိုသာပြုစုပြုချောင်းနေတဲ့ကြားထဲမှာအချစ်စစ်ကိုထမှန်တွေ့ရှိခဲ့ရပြန်တာဖြစ်ပါရယ်။နှွေးပညာအတိုင်းဝန်ချက်ကဖြစ်သလိုစိုးမြတ်သူစားရဲ့ရည်စားဟောင်းဖြစ်တဲ့သူစိုးသူနဲ့စိုးမြတ်နိုင်ကြတို့ကအချစ်စစ်တွေဖြစ်ခဲ့တာမို့လက်ထပ်ထားခဲ့ကြတာပဲဖြစ်ပါရယ်။မရရအောင်အကဲခဲတွေကြားချက်ကနေလက်ထပ်ထားတာဆိုရင်လည်းအချင်းတွေကြားပြီးဖြစ်ပါရယ်။စုံမြန်နန္ဒာနဲ့စိုးသူတို့ကလက်ထပ်ပြီးတိတ်မကြခင်မှာပဲခလေးယူကြလိမ့်မယ်လို့ပရိသတ်တွေကအထင်ထားခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ခလေးမယူပဲမြတ်တော်မောင်လေးကိုသာပြုစုနေခဲ့ကြရတယ်ဖြစ်ပါရဲ့မြတ်တော်မောင်ကအရွယ်ချောင်းနေပြီဖြစ်သလိုလက်ရှိမှာနိုင်ငံသားမှာတက္ကသိုလ်တက်နေတာဖြစ်ပါရဲ့နိုင်ငံသားမှာတက္ကသိုလ်တက်နေတဲ့အချိန်လဲစိုးသူနဲ့စိုးမြန်းနန္ဒတို့နှစ်ယောက်ကသွားပြီးစောင့်ရှောက်ပေးနေကြတာဖြစ်ပါရဲ့နှစ်ယောက်စလုံးကနိုင်ငံသားမှာနေထိုင်နေကြပြီဖြစ်ပါရဲ့စိုးမြန်းနန္ဒဆွေနဲ့စိုးပြစ်တဲ့ဇေလက်ချက်ပွဲကိုတော့မြန်မာနိုင်ငံပြည်လာကတက်ရောက်လာတာမျိုးမရှိဘူးလို့ဆိုပြီးအံ့အားသင့်နေခဲ့ကြရတယ်ဖြစ်ပါရဲ့ ဒါပြင်စိုးမြနန္ဒတရားကိုဝန်လွယ်ထားရတဲ့ရင်နဲ့ပြန့်နှံ့လာခဲ့ပြီဖြစ်ပါတယ်။စိုးသူနဲ့ပထမဆုံးကလေးကိုလွယ်ထားပြီးဆိုပြီးပုံရင်းနဲ့ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။စိုးသူနဲ့ကလေးမယူဘဲနဲ့ဘာကြောင့်ခုမှထားပြီးကလေးယူရတာလဲဆိုပြီးအံ့အားသင့်ကုန်ခဲ့ကြရလဲဖြစ်ပါတယ်။သာပြင်းစွမြနန္ဒရဲ့အသက်ရဲ့ကြောင့်လည်းမယုံနိုင်ဖြစ်နေခဲ့တာဖြစ်ပါတယ်။စွမြနန္ဒကအခုလက်ရှိမှာအသက်56နှစ်ရှိနေပြီဖြစ်ပါတယ်။56နှစ်ဆိုတဲ့အရွယ်မှာခလေးယူလို့မရတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။ ကလေးယူနိုင်တဲ့အခြေအနေဆိုပေမဲ့အနှောင့်ကျနေတာကြောင့်မယုံနိုင်ကြတာဖြစ်ပါလေပုံတွေထွက်လာတဲ့ဆိုပေမဲ့လည်းအခုခေတ်က AI ကပေါ်လာတာများလားလို့အမှန်တကယ်ဟုတ်မလားဆိုပြီးမတင်မချတွေဖြစ်နေခဲ့ကြရတယ်ဖြစ်ပါတယ်ဆိုမြန်နိုင်ငံကြကိုယ်တိုင်ကလည်းနိုင်ငံခြားမှာ AI စစ်ဆေးနေတာမလို့ကလေးယူဖို့မဖြစ်နိုင်တော့ဘူးလို့ Predict တချို့ကပြောဆိုနေခဲ့ကြရတယ်ဖြစ်ပါတယ်ဆိုမြန်နိုင်ငံကနိုင်ငံခြားမှာနေထိုင်ရင်းစပင်းအတူလေးတွေညှက်ချတာအလုပ်လည်းလုပ်နေတာဖြစ်ပါတယ်တကယ်လို့ကလေးသားယူမယ်ဆိုရင်မြတ်တော်မောင်နဲ့အသက်20ဝန်းကျင်လောက်ကိုကြွားသွားမှာဖြစ်ပါတယ် ။စိုးပြစ်တစင်းရဲ့လက်ချက်ပွဲကိုလည်းပြန်မလာတော့မှုတကယ်ပဲကိုဝင်ရှိနေတယ်လားလို့ထင်နေခဲ့ကြရတယ်ဖြစ်ပါရဲ့။ဒီသတင်းတွေပေါ်မှာစိုးမြန်နန္ဒကတော့မဖြစ်နိုင်တဲ့အထရေမားတွေလို့ဖြည့်ရှင်းလာခဲ့တယ်ဖြစ်ပါရဲ့။လူတွေမယုံကြည်မှဆိုရင်လည်းအထွက်လဲထုံမပြတဲ့သူမရဲ့လက်ရှိပုံကိုချပြလာခဲ့တယ်ဖြစ်ပါရဲ့။စိုးမြန်နန္ဒကလက်ရှိအရင်လိုပဲခန္ဓာကိုယ်ချင်းနေတာဖြစ်ပြီးဘာကိုမှလည်းမရှိဘူးလို့ဖြည့်ရှင်းလာခဲ့တယ်ဖြစ်ပါရဲ့။ ဆွေမြနန္ဒကလူပညာလော့တကိုဆက်လုပ်လို့ရတဲ့အခြေလေးဆိုပေမဲ့အကောင်လုံးကိုရနာချခဲ့တာကြားပြီးဖြစ်ပါရယ်။ရှေးတုန်းကတော့ရင်းနှန်းသားခင်ခင်ကြည်စလန်တွဲမှာပါဝင်တိဥဆောက်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့ပါဝင်တိဥဆောက်ခဲ့တဲ့ဇလန်တွဲလည်းမရှိတော့သလိုရုပ်ရှင်လည်းမရှိတော့ပါဘူး။နိုင်ငံသားကိုတော့ကတတိတခြားကနေထိုင်နေတာဖြစ်ပါရယ်။မြတ်တော်မောင်ကိုစိတ်မချတဲ့အတွဲနိုင်ငံသားမှာဒုက္ခတွေလိုက်ခံနေရတာဖြစ်ပါရယ်။မြတ်တော်မောင်ကစကြောတဲ့အရွယ်လေးဖြစ်နေတာမလို့တယောက်ချက်ထားရင်တကုတ်ကုတ်လမ်းမှာရောက်သွားမှာကိုစိုးရိမ်နေတာဖြစ်ပါရယ်။ ဒါကြောင့်မလို့လေစိုးသူနဲ့အတူနှစ်ယောက်လိုက်နေပေးခဲ့တာကြားရတဲ့ဖြစ်ပါရယ်နိုင်ငံသားမှာနေထိုင်နေတုံးစားလိုက်တခုမှအလုံးဝင်လုံနေရတဲ့ဖြစ်ပါရယ်စိုးမြတ်သူစားကတော့အစိုးမြတ်နိုင်တာကိုအနုပညာလို့တွေပြန်လို့စစ်ချင်တာဖြစ်ပါရယ်ဒါပေမဲ့အတူမကတော့နိုင်ငံသားမှာသာနေရတာကိုပျော်ရွှင်နေတာစကားလည်းမရချင်တော့ပါဘူးသူမအနေနဲ့လူတွေနဲ့ဝေးရမှာပဲအေးစေးတာနေထိုင်ချင်တာကြောင့်ဖြစ်ပါရယ်။ဟုတ်ကဲ့ပါ brand digital ကိုရရနေပြီလို့တရင်တွေလွှတ်ခဲ့ရတဲ့ဆွေမြန်နန္ဒအပေါ်မှာ brand digital ရဲ့အမြင်ကိုလည်းပြောသွားခဲ့ကြပါဦးရှင်။